H7 ပေါ့เนาะဘောကတော့ H7 ဘူးနဲ့အရင်လေက H7 ကားကိုအာကြောင်ညာပေးရအောင်ပေါ့เนาะဆိုတော့ကျွန်တော်တော့ IQ ကားနှစ်မျိုးပဲလောဆန်နှစ်မျိုးပဲဆိုတော့နှစ်မျိုးလုံးရတော့ကောင်းတယ်ဟာတစ်စီးလေးရေးလိုက်တယ်နှစ်စီးလုံးရေးတာလောက်ပြီးပါပြီနှစ်စီးလုံးချိန်တယ် င်္ဂလာပါခင်ဗျာမင်္ဂလာပါရှင်အားလုံးပဲမင်္ဂလာပါဟာ H7 ပေါ့နော်မိုးကတော့ H7 မိုးနဲ့အောင်ရည်ရဲ့ H7 ကားကိုအာကြော်ညာပေးရတာပေါ့နော်ဆိုတော့ဟုတ်တော့ IQ ISA 7နေစာပြတယ်။အဲ့ဒါအချက်ကတော့သူက engine ကားပေါ့နော်ဒီကား engine ကားဖြစ်တော့3.0 super charge ဖြစ်တယ်။အဲအဲ့ဒါအချက်ကဘယ်လိုလဲဆိုတော့ဒီကားကိုမောင်းနေလိုက်တဲ့အချိန်မှာမှုတွေအများကြီးပါတယ်။ဟိုမှုရှင်မျိုးပေါ့အဲ့ရှင်မျိုးမှာမှဟိုလမ်းကြမ်းအောင်သွားရင် လမ်းလမ်းကောင်းအောင်ပဲသွားလမ်းကျန်းအောင်ပဲသွားသွား off road ပဲမောင်းမောင်းအဲဒီ downtown area ရဲ့ဒီမြို့ထဲမှာပဲပတ်မောင်းမောင်းမှုတွေအများကြီးချိန်လို့ရတဲ့အတွက်ကြောင့်မောင်းရတဲ့လူကိုစိတ်ကျဉ်တတ်မှုပို့ပြီးတော့ရစီရဲလို့ကျွန်တော်ခံစားရတယ်ပေါ့နော်အဲ့ဒါကတော့ဒီကားရဲ့အားသာချက်ပေါ့ ဒီကားက super charge 3.0 engine ဖြစ်တဲ့အတွက်ကြောင့်သူကကီလိုမီတာ120ကနေ140မိုင်အောင်တော့မတုံခါမှုမရှိဘူးပေါ့နော်ဆိုတော့အဲ့ဒါကလည်းသူရဲ့အားသာချက်ပဲပြီးတော့ speaker ရေဆိုလို့ရှိရင်14လုံးလောက်ပါတော့ခါကျ studio room နဲ့ရောက်သွားတယ်လို့မျိုးခံစားရတယ်ပေါ့နော်အဲ့ဒီအချက်တွေကလည်းအားသာချက်ပါပဲကျွန်တော်တော့တိတ်နေတယ်ကျွန်တော်ကယောက်ျားလေးမျိုးလို့ထင်တယ်အဲ့လို private mode လေးကိုဒီလိုက်နေတာ IQ9 မှာသူက private mode လေးမျိုးပါတယ် from for the sport to the people as the other people who are စိတ်ပိုင်းကြောက် option ကိုရွေးချယ်ပြီးတော့မောင်းနေလေရအဲ့ဒါလည်းဟိုအရင်ကြိုက်တဲ့အချက်တွေပါเนาะဒီကမောင်းရဲ့လို sound system ကြီးကြိုက်ကြတာလေနော်ဆိုတော့ဟောကောလုံးပါမှာပေါ့နော် engine power လည်းကြည့်ရမယ်ပြီးတော့အတွင်းထဲရောက်ဖန်ရှင်တွေလည်းကြည့်ရမယ်ကား design လည်းကြည့်ရမယ် luxury ဖြစ်မဖြစ်လည်းကြည့်ရမယ်အဆုံးပါပါအဲ့လိုလေလို့တော့လည်းမရှိပါဘူးဟောဒီဘက်ကောလုံးလည်းမရှိဘူးရှိရှိ ကိုယ်တော့အဆင်ပြေပြီးခရီးရောက်သွားရပြီဟုတ်အောင်မြင်မိသားကလည်းဖြစ်တယ်လို့တော့ကြော်ကြပြီးသားကလည်းဖြစ်တယ်တကြောင်ဒီထက်ပို့ပြီးတော့လဲစားတယ်လို့အောင်မြင်ပါစေရောင်းအားလည်းဒီထက်ပို့ပြီးတော့ကောင်းပါစေလို့ဆုမောင်းအောင်တောင်းပန်လိုက်ပါတယ်ရှင်အမိုးပြောသွားတာလည်းတော်တော်လေးစုံတယ်ဆိုတော့ဟိုများများရောင်းရပါစေဒူကြိုက်များပါစေနောက်တစ်ခုကကြတော့အာနေရာတိုင်းမှာအဲဒီ H7 ကားလေးတွေအများကြီး တွေ့ရပါစေတွေ့ရပါစေလို့ကြောင်းပေးပါတယ်ဘာကောလုံးဘာတော့ကြောင်းကောင်းပါစေဘုရားဘုရားပြောတာညနေတက်ဖို့ပြောအောင်နေပါစေဒီကအမမဆင်နေဟိုအနေနဲ့လည်းဒီကဒီကမြန်မာနိုင်ငံကိုကျွန်တော်ဆိုအမစတာဖြစ်တယ်ဆိုတာပြောတာအားရဖို့ကနေဒီကဒီကဒီကလည်းလည်းကြီးရကောင်းတယ်ဆိုတော့ကျွန်တော် တွေ့ရတော့သာပါအားလုံးဟုတ်ကဲ့ဟာကျေးဇူးပါရှင်ကျွန်တော်ကတော့အရန်ကောင်းပါတယ်ဘာဖြစ်ဖြစ်ပေါ့ညီလေးနဲ့ဆိုလဲကျွန်တော်เนี่ยတကယ်ကိုညီကိုလို့ကိုရင်လို့နဲ့ဆိုလဲကျွန်တော်เนี่ยတကယ်ကိုဘောင်နှမလေးလူဖြစ်တဲ့အတွက်ကြောင့်ဟိုပါပေါ့ဒီလိုမျိုးတွေ့ရတော့ဘာပို့ပြီးဝမ်းသာပြီးရတယ်တွေ့ရတော့ဝမ်းသာအလုပ်တူတူလည်းလုပ်ရတော့ပျော်စရာကောင်းတာပေါ့ကွနော်ဟုတ်ကဲ့ကျွန်တော်ကကျွန်တော် ကားနှမျိုးပဲလောဆန်နှမျိုးပဲဆိုတော့နှမျိုးလုံးရတော့ကောင်းတော့ဟာတစ်စီးလေးရေးလိုက်တယ်နှစ်စီးလုံးရေးတာလောက်ပြီးပါပြီနှစ်စီးလုံးချိန်တယ်အော်ဘလို့ရှိလဲဆိုဆွမ်းနာပြောလို့ပဲ SUV type luxury လဲဖြစ်တယ်ပြီးရင်ဟိုအထက်မှာ fashion တွေကအရင်စုံတယ်စုံတဲ့ခါကျတော့စီးရားအချိန်မှဖြစ်မောင်းတဲ့အချိန်မှဖြစ်တကယ် luxury ဖြစ်ပြီးတော့တက်တော့တက်တာဖြစ်စေတယ်ဟုတ်ကောင်းမှုမရှိဘူးဟုတ်ဆိုတော့မောင်းတော့မောင်းပါဒါပေမဲ့တော့အဲ့လောက်အမြဲကြီးတော့မောင်းပါ 140ရာလေ140ရာလေညနေမှာ140ပေါ့နိုင်ငံလေးမယ်လေအဲ့တော့အဲ့ချက်တော့ကျုံမများမမောင်းမမောင်းဖြစ်ဘူးကျောက်တင်140လောက်မောင်းတဲ့အချိန်မှာလည်းကားလို့ရန်ခါနေတာမျိုးမရှိဘူးညံ့ညိတ်လေးနဲ့အဲ့ဒီ feeling ကိုကြိုက်တယ်ကျေးဇူးပါရှင်အားလုံးပဲကျေးဇူးပါ 那红旗的话，呃，今天我们是在红旗的这个油车啊、呃、实现上市啊，我们投入了两款油车产品啊，都是非常高端的，一个是 HQ9 啊，这是非常高端的这个 MPV 产品，一个是 HS7 啊，是一个七座的呃 SUV 啊，这是第一阶段在实现缅在缅甸实现本地化生产的两款产品。那么作为下一步啊，我们会还会带来其他更多的产品。 说，呃，小一点、小小一点尺寸的 H S 五、H S 三啊，这里可能还有还会有点小，混动 P H E V 的产品。那呃，这个同时啊，呃，电车啊，电车就是 B E V，我们也会实现在缅甸的生产，我们会有很好的这个电车的产品，比如说在国内的啊，高端的叫 E H S 九啊，还有天宫零五。

စီးလို့ရတဲ့ကားမျိုးစားကိုမိတ်ဆက်ပြီးတော့ H7 ဆိုလို့ရှင်တော့5 seater 7 seater ပါတဲ့ SUV type မျိုးစားကိုကျွန်တော်ကမိတ်ဆက်တာဖြစ်ပါတယ်။နောက်အနာဂတ်မှာလည်းဒီစီကားတွေဖြစ်တဲ့ဒီ HS5 HS3 တွေကိုလည်းမိတ်ဆက်ပြီးတော့ပြီးပြီးတော့ Honda ရဲ့ EV hybrid တို့တို့ပြီးမှလည်းအများနဲ့သုံးနေတဲ့ luxury brand တစ်ခုဖြစ်တဲ့ ESH5 ကိုလည်းတို့ကမိတ်ဆက်ပြီးမှဖြစ်ပါတယ်။ပြီးတော့နောက်နောက်မှလည်းဒီ Honda နဲ့ပတ်သက်ပြီးတော့အကောင်းဝန်ဆုံးတော့ luxury brand နဲ့ product တွေကိုလည်းမိတ်ဆက်ဖို့တို့ plan ထားပါတယ်ခင်ဗျ။ဟုတ်ကဲ့ရှင်းရှင်း